အဖြစ်စင်မှာဖြစ်သွားတာကတကယ်တော့အလုံးထင်တယ်လို့ကလေးအမေမဟုတ်ဘူးကလေးရဲ့အဖွာအဲ့တော့အမားတို့ကအဲဒီညီမလေးဆောင်းဆန်ရဲ့ညီမလေးနီနီလင်းအိမ်ရဲ့နောက်ပြီးတော့ G3G company ပေါ့နော်အဲဆိုတော့အဲ့ဒီအလူရှင်တွေရဲ့ပူပေါင်းမှုနဲ့အမားတို့သူတို့ကိုငွေသားမလှူပါဘူးငွေသားကိုလက်ထဲထည့်လိုက်တာမျိုးပေါ့နော်မလှုပ်ပါဘူးအဲသူတို့ဒီဟင်းရွက်လေးလိုက်ခိုးချက်လည်းမလိုအောင်ကုံ၆ကုံကုံ၆ပေါ့နော်ကုံ၆ဖြစ်စီဖျားပန်းဖြစ်စီ အဲသူတို့တွန်းလဲလေးနဲ့ရောင်းလို့ရအောင်အမတို့ဘက်ကအစီအမံပေးသွားမှာပါဆိုတော့ကျမတို့ကသူတို့ဘက်သားရဲ့အလုံးလုံးချင်စိတ်သူများအပေါ်မမိခိုးလို့စိတ်ကိုကျမတို့ကမဖြတ်စည်းမိဖို့လိုတာဒီနေ့ပေါ့နော်အမကိုမနေ့ဆော့ဆော့ကဒီရုပ်ရှင်တရုပ်ဆောင်ညီမလေးဆောင်းရုံဆန်ကနေပြီးတော့ဗီဒီယိုကလစ်လေးတစ်ခုပို့ပေးတယ်သူကူညီချင်တယ်ပေါ့နော်ဒီကလေးလေးအဓိကတော့ အာညီမလေးရဲ့ဆန္ဒရောအမတို့ဒီကုညီတဲ့သူတွေရဲ့ဆန္ဒအရရော လူကြီးရဲ့ဖြစ်စဉ်တွေမှာအဲမပါဘူးပေါ့နော်လူကြီးရဲ့ဖြစ်စဉ်တွေမှာ မပါဘူးအဲဒါပေမဲ့ဒီကလေးငယ်လေးကနေပူထဲမှာဒီဓာတ်တိုင်မှာပေါ့နော်အဲ့လိုမျိုးနေပူထဲမှာဖက်နယ်လေးလည်းမပါဘဲနဲ့ဆိုတဲ့အပေါ်မှာအမတို့ကဝင်ပြီးတော့ကလေးကိုဘာလို့ပေးနိုင်မလဲဆိုပြီးတော့ကုညီတာပေါ့နော်အမတို့အများကြီးကုညီဒီလိုက်ရှာကုညီမှုဖွဲ့တွေလိုက်ရှာကြတယ် အာအမတင်မဟုတ်ပါဘူးအခြားလိုင်းသားရအတင်းဖွဲ့တွေအများကြီးပဲရှာကြတယ်အာအမတို့အကုန်လုံးပေါ့နော်နောက်ဆုံးမှာတော့အမတို့ကလေးလေးဟိုတွေ့တွေ့တယ်ပေါ့အာဖြစ်စင်မှာဖြစ်သွားတာကတကယ်တော့အလုံးထင်တယ်လို့ကလေးအမေမဟုတ်ဘူးကလေးရဲ့အဖွာကလေးရဲ့မမေကဒီမိသားသားသမီး9ယောက်ရှိရပေါ့နော်9ယောက်ရှိရအဲ့ဒီ9ယောက်ထဲမှာအတော့အငယ်ဆုံးကလေးလေးပေါ့မမေကကျတော့အရွက်တွေဟင်းရွက်တွေလိုက်ဖိုးပြီးတော့မှခေါင်းခေါင်းရွက်ပြီးလိုက်ရောင်းတာပေါ့နော်ဆိုတော့ဒီအငယ်ဆုံးကလေးလေးဖြစ်တယ် အဲဆိုတော့သူမထိန်းဟိုပါဘောနော်ဈေးတော့ရောက်တဲ့ခါကျရင်မထိန်းနိုင်ဘူးပေါ့နော်အဲတော့ထားခဲ့ရတာပေါ့ဒီကလေးကြီးလေးနဲ့ထားခဲ့ရတဲ့ခါကျတော့အဖွားကခေါ်ထိန်းပေးရင်းနဲ့အဖွားနဲ့အတူလိုက်သွားရင်းနဲ့ဒီလိုကိစ္စလေးဖြစ်သွားတာဆိုတော့အမတို့ကအဲဒီလိုလူကြီးတွေရဲ့အငင်းပွားမှုတွေမှာအမတို့ဝန်မပါဘူးပြီးတော့ဟိုလူကြီးတွေအချင်းချင်း ဖြစ်စင်မှာဖြစ်သွားတဲ့ဟာဟိုတစ်ဖက်နဲ့တစ်ဖက်အမြင်နေရှိရပါတော့အဲ့ဒီကိစ္စတွေမှာအမတို့ ပါဝင်ပတ်သက်မှုမလုပ်ဘူးအမားတို့ဒီဒီကလေးလေးကိုပဲ base ယူပြီးတော့ဟိုကုညီတာပေါ့နော်ဆိုတော့ဟိုဒီဖြစ်စင်မှာပါဝင်တာကလည်းကလေးရဲ့အဖွာကလေးရဲ့အမေလည်းမဟုတ်ဘူးဆိုတော့အမားတို့ကကလေးအမေနဲ့တွေ့တယ်အဲသူနဲ့စကားပြောဆွေးနွေးရပေါ့နော်ဆွေးနွေးရနေရမှာကိုယ်တိုင်ဆောင်းရှောက်ဖို့ပါအခက်အခဲရှိရလဲလို့အမားတို့မေးကြည့်တဲ့အခါကျတော့သူကဟင်းရွက်လေးတွေလိုက်ခိုးရတယ်ပြီးရင်အဲသူဒီဟင်းရွက်လေးတွေကိုဘန်းနဲ့ထည့်ပြီးတော့ရာမကောင်းတဲ့အခါကျရင်သူ ရက်ကွက်တီထဲမှာလိုက်လျှောက်ပြီးရောင်းရတယ်ပေါ့နော်အဲ့လိုရောင်းတဲ့အခါမှာဒီကလေးလေးကိုခေါ်သွားဖို့သူ့အတွက်အဆင်မပြေဘူးပေါ့နော်အဲ့တော့အမားတို့ကအဲဒီညီမလေးဆောင်းဆန်ရဲ့ညီမလေးနီနီလင်းအိမ်ရဲ့နောက်ပြီးတော့ G3G company ပေါ့နော်အဲဆိုတော့အဲ့ဒီအလူရှင်တွေရဲ့ပူပေါင်းမှုနဲ့အမားတို့သူတို့ကိုငွေသားမလှူပါဘူးငွေသားကိုလက်ထဲထည့်လိုက်တာမျိုးပေါ့နော်မလှုပ်ပါဘူးအဲသူတို့ဒီဟင်းရွက်လေးလိုက်ခိုးကြလဲမလို့အောင်ကုံ6ကုံကုံ6ပေါ့နော်ကုံ6ဖြစ်စီဖျားပန်းဖြစ်စီ အဲသူတို့တွန်းလဲလေးနဲ့ရောင်းလို့ရအောင်အမတို့ဘက်ကအစီမံပေးသွားမှာပါအဲဒီကလေးလေးကိုလည်းသူနေပုံမိုးရခေါ်သွားတဲ့အခါကျရင်သူတစ်ခါတည်းခေါ်သွားလို့ရအောင်တွန်းလဲလေးနဲ့ကလေးထည့်လို့ရတဲ့နေရာလေးနဲ့ပေါ့နော်အမတို့ဒီလိုမျိုးလေးအဲပါဝင်ပြီးတော့အကူအညီပေးသွားမှာပါအမတို့ကလူကြီးတွေရဲ့ conflict ကိုနှစ်ဖက်လုံးကိုဘယ်ဘက်ကမှအားမပေးပါဘူးအဲဒီနေပုံထဲမှာပေါ့နော်အဲဒီကလေးလေးခံစားရတာဟုတ် အမေချင်းကိုချင်းစာလို့တာသမီချင်းကိုချင်းစာလို့ကုညီတာဖြစ်တဲ့အတွက်ဒီကျွန်းလုံးမှုထဲမှာပါဝင်တဲ့ဒီပေါ့နော်ဆိုင်ရှင်အမပဲဖြစ်ဖြစ်ဒီအဖွားပဲဖြစ်ဖြစ်ပေါ့နော်အဲနှစ်ဖက်လုံးအမတို့နဲ့မတက်ဆိုင်ဘူးအမတို့ဒီစာနာမှုနဲ့ကုညီတယ်ဆိုရင်တော့မှဘယ်ဘက်ကမှအားပေးတာမျိုးတစ်ဖက်ဖက်ကိုရက်လိုက်တာမျိုးမလုပ်ပါဘူးဒီပါဝင်တဲ့ကလေးလေးကိုပဲဦးစားပေးပြီးတော့မှဒီ အဖြစ်ရှာတာဖြစ်တဲ့အတွက်ကလေးလေးကိုရင်ဦးမကွာသူ့ရဲ့အမေကစောင့်ရှောက်ဖို့ပဲအမတို့ဟိုကုညီဖြစ်တာပါဟုတ်ဟိုဒီဟာကတော့အပြည့်မှတ်မယ်လို့ယူဆပါတယ်ကျမတို့ကအာကျမတို့ရဲ့ဒီပရဟိတသမားတွေအနေနဲ့ပေါ့နော်ကုညီမှုတွေလောက်ဆောင်တဲ့နေရာမှာအရန်ကိုတတိထားရပါတယ်အဲကျမတို့ရဲ့ကုညီမှုကတစ်ဖက်သားကိုအလုံးလုံးချင်စိတ်မဲ့သွားတာမျိုးမဖြစ်စေရပါဘူးတစ်ဖက်သားကိုပေါ့နော်အဲငွေတွေအများကြီးပုံပေးပြီးလှူလိုက်တာဒါတို့အတွက်ရေရှည်မှာရောအဆင်ပြေရဲ့လား ပြီးတော့ကျမတို့ကိုလှူတဲ့သူတိုင်းကစိတ်ပူလို့လှူတာစိတ်ပူလို့ဆိုတာဒီအစင်မပြေတဲ့သူကိုစိတ်ပူလို့ပူပန်မှုနဲ့လှူဒန်းထားတဲ့ငွေပေါ့နော်နောက်တစ်ခုကဒီကလာကဘယ်သူမဆိုအဲ900တထောင်ကအစတသိန်းနှစ်သိန်းအထိခက်ခဲပါတယ်ပေါ့နော်အဲ့တော့ဒီလှူဒန်းတဲ့ပမာဏငွေကြေးကိုတိတိကျကျအကျိုးဖြစ်ထွန်းစေဖို့နောက်ပြီးတော့အဲသူတစ်ဖက်ဒီစိုက်ထုတ်ရတဲ့အတုံးပြရတဲ့ငွေကြေးအပေါ်မှာကျမတို့အလက်ဟက်တက်မဖြစ်စေဖို့လည်း အဒီပါဝင်ကူညီပေးတဲ့သူတွေရဲ့ဆုံးဖြတ်ချက်ကအရေးကြီးပါတယ်ဒါကြောင့်ကျွန်မတို့ကငွေကြေးကိုလုံးကနေတော်ပြီးပေးလိုက်တာထက် तू ကဒီလောက်လိုတာကော်ဖီခွက်ပဲခြင်ထားတဲ့သူကျွန်မတို့ကတိုင်ပင်နဲ့လောင်းချဖို့မလိုဘူးပေါ့နော်အဲသူ့ရဲ့အတိုင်းဒါသူ့ရဲ့ပမာဏအတိုင်းပဲပေါ့တကယ်လို့ဒါကျွန်မတို့ကငွေလုံးရင်းနဲ့အများကြီးလှူလိုက်တယ်ဆိုလို့ရှိရင်ဒီလိုအလားတူကိစ္စတွေလည်းအများကြီးထပ်ဖြစ်လာနိုင်ချေရှိရယ်ပေါ့နော်ဆိုတော့ဟိုကျွန်မတို့ကဘသူမသူမှ မစော်ကားဘူးမပုတ်ခတ်ဘူးလိုအပ်တာလေးပဲကိုညီဖို့ကကျွန်တော်တို့စဉ်းစားချင့်ချိန်ရမယ်အပိုင်းပါဟုတ်အလူရှင်တွေကလည်းပို့လို့လိုတာမဟုတ်ဘူးလေလိုတာကိုမျှဝေပေးတာပေါ့ကိုတော့ဟာမဲ့အထက်ကမျှဝေပေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့လိုအပ်တဲ့အတိုင်းဒါပမာဏအထိပဲလောက်ပေးမှာပါငွေငွေကြေးကိုလည်းတို့လက်ထဲကိုလည်းမထည့်ဘူးပေါ့နော်ကျွန်တော်တို့ကကုညီတာတာဖြစ်တဲ့အယောပေးတာမဟုတ်ဘူးကျွန်တော်တို့ဒီဒီဖြစ်ဖြစ်စဉ်ပေါ်မှာစာနာလို့ကုညီတာပေါ့နော်ကုညီတာတချို့ကကြတော့ကျွန်တော်တို့ကြုံဘူးတယ် အဲဒီတစ်ခုကိုကုညီတဲ့နောက်တစ်ခေါက်နောက်တစ်ခေါက်နောက်တစ်ခေါက်တည်းကုညီတဲ့အခါကျတော့အချင်းပေါ့နော်အချင်းလေးချင်းတစ်ခုလို့ဖြစ်သွားတယ်ပေါ့နော်ဆိုတော့ကျမတို့ကသူတစ်ပတ်သားရဲ့အလုံးလုံးချင်းစိတ်သူများအပေါ်မမိခိုးလို့စိတ်ကိုကျမတို့ကမဖြက်စီးမိဖို့လိုတာဒါကြောင့်ကျမတို့လိုအပ်တာလေးပဲအဲဒီဈေးတွန်းလှဲလေးပုံမှာဈေးရောက်မဲ့ပစ္စည်းလေးတွေစုံစုံလင်းလင်းပြည့်ပြည့်စုံစုံတစ်ခေါက်လူပေးပါမယ်ဒါပြီးွားရင်တော့ကျမတို့လူတတ်မှုမရှိပါဘူးဟုတ်အဲထပ်ပြီးတော့အလူရှင်တွေကလာလူမယ်ဆိုလဲအဲကျမတို့အနေနဲ့တော့လက်ခံမှာမဟုတ်ပါဘူး